ဟုတ်ကဲ့မင်္ဂလာပါကျမ်းမာရေးနဲ့ဆိုင်တဲ့ထိုင်းစကား၅ခုကိုကျွန်တော်လာပြီးတော့ share ပေးမှာဖြစ်ပါတယ်โอเคအဲ့ဒါဆိုကျွန်တော်တို့စလိုက်ကြအောင်အာဖြားတယ်ပေါ့နော်စူလိုတာကွာဖြားတယ်ဆိုပြီးတော့ပြောမယ်အဲ့ဒါကြတော့ပင်ခိုင်ပင်ခိုင်ဆိုတာဖြားတာကိုပြောတာဖြစ်ပါတယ်တကယ်လို့ကျွန်တော်ဖြားနေပါတယ်ဆိုလို့ရှိရင်တကယ်ရင်တော့ဘယ်လိုပြောမလဲโอเคကျွန်တော်ပြောပြမယ်အရှိမကျွန်တော်ဆိုတာထိပ်ပြီးတော့တောင်းလိုက်ရုံပါပဲเนาะ ဥပမာผมเป็นไข้จนဖြားနေပါတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဒါယောက်ျားလေးတွေပါနံပါတ်1ချက်ယောက်ျားလေးတွေပါမိန်းကလေးတွေကြတော့ no เป็นไข้ no ဆိုတာတမီပေါ့เนาะเป็นไข้ဆိုတာဖြားနေတာပေါ့เนาะတမီဖြားနေတယ်ဆိုတာပြောဖြစ်ပါတယ်โอเคနောက်တစ်မျိုးထပ်ပြောအောင်မယ်ဂျမဂျမဖြားနေတယ်တုံမဟုတ်ကျုပ်ဖြားနေတယ်ပေါ့เนาะအဲ့ဒါကြတော့ ฉันเป็นไข้ฉันสระยอกจาลีตรงลูชินจบปอเนาะเมนลีตรงลูชินจะมาဖြစ်ပါတယ်ฉันเป็นไข้ဆိုလို့ရှိရင်อ่าจบဖြာနေတယ်တော့မဟုတ်จะมาဖြာနေတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်โอเคအဆင်ပြေမယ်လို့ထင်ပါတယ်နောက်တစ်ခုသွားမယ်อ่านอกดาเลดูดูเวเนาะเดี๋ยวษาเลนิมกาวปอนเนาะดาจ้ะรอไม่สบาย မိတ်စပိုင်ဆိုလို့ရှိရင်နေမကောင်းမှုဆိုတဲ့သဘောဖြစ်အဓိပ္ပာယ်ဖြစ်ပါတယ်တကယ်လို့ကျွန်တော်နေမကောင်းမှုဆိုလို့ရှိရင်ဘယ်လိုပြောမလဲผมမိတ်စပိုင်ကျွန်တော်နေမကောင်းဘူးผมမိတ်စပိုင်ကျွန်တော်နေမကောင်းဘူးတမီးနေမကောင်းဘူးဆိုလို့ရှိရင်노မိတ်စပိုင်노မိတ်စပိုင်တမီးနေမကောင်းဘူးဒါမှမဟုတ်ကျုပ်နေမကောင်းဘူးတော့မဟုတ်ကျမနေမကောင်းဘူးဆိုလို့ရှိရင်ချန်မိတ်စပိုင် ฉันไม่สบายจုတ်နေမကောင်းဘူးတော့မဟုတ်ကျွန်မနေမကောင်းဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်โอเคအစီအမံလို့ထင်ပါတယ်နောက်တစ်ခုသွားမယ်ဟာဒီဥစ္စာတော့နမွန်းဘောနော်မီနမွန်းဆိုတာကြတော့မလဲနှာရီရှိတယ်နှာရီရှိတယ်ဆိုလို့ရှိရင်မီနမွန်းနော်နှာရီယူတယ်ဆိုတာကြတော့နမွန်းလိုက်နမွန်လိုက်ဆိုတာနှာရီယူတယ်။โอเคစာထဲအတိုင်းပဲပြောမယ်နော်။ဖော်မီနမွန်းဆိုလို့ရှိရင် ผมสุดจะนอมีน้ำมูลสุดจะรออ่านายสิเดียผมมีน้ำมูลสุดที่จะนอมานายสินี่แหละวะเนาะอ่าเราได้ไปสิบาเลยโอเคตัวมาหกหนูหนูสุดที่จะมีบ่เนาะหนูมีน้ำมูลสุดที่จะมีมานายจานเนี่ยบ่เนาะนายสินี่บีลานี่บีสุดแต่พอบ่เนาะนายสินี่แหละจองบ่เนาะนี่มีก้าวในจองสุดลูกราพิบาเลยฉันมีน้ำมูลสุดที่ သူနီးတူပဲเนาะကျုပ်တော့မဟုတ်ကျမပေါ့เนาะမီနမှုနိုင်ရှိတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲဒါပေမဲ့သုံးပြတာကြတော့နမှုလိုက်နိုင်ရယူတယ်ပေါ့เนาะအဲအဲ့လိုကသုံးပြပါတယ်နိုင်ရှိလားဆိုလို့ရှိရင်မီနမှုမိုင်းအဲအဲ့လိုပေါ့เนาะโอเคအဆင်ပြေမယ်လို့ထင်ပါတယ်နောက်တစ်ခုသွားမယ်ဒါကျမ်းမာရင်းနဲ့ဆိုင်တဲ့စကားလေးဖြစ်ပါတယ်โอเคဒါကြတော့ပါလဲလေချောင်းနာတယ် လေချောင်းနာတယ်ဆိုတာเจ็บဆိုတာနာတီခေါ်ဆိုတာလေချောင်းလေပင်းကိုပြောတာဖြစ်ပါတယ်ผมเจ็บคอဆိုလို့ရှိရင်ကျွန်တော်လေချောင်းနာနေတယ်ผมเจ็บคอဆိုလို့ရှိရင်ကျွန်တော်လေချောင်းနာနေတယ်ဆိုတဲ့အိပဲဖြစ်ပါတယ်โอเคနောက်တစ်ခုပြောမယ်หนูเจ็บคอတမီးလေချောင်းနာနေတယ်หนูเจ็บคอတမီးလေချောင်းနာနေတယ်ပေါ့เนาะโอเคနောက်တစ်မျိုးထပ်ပြောမယ်เนาะจုတ် ုံးမဟုတ်ကျမပေါ့နော်လေချောင်းနာနေတယ်ฉันเจ็บคอကျုပ်လေချောင်းနာနေတယ်တုံးမဟုတ်ကျမလေချောင်းနာနေတယ်ပေါ့နော်ฉันเจ็บคอ ฉันเจ็บคอကျုပ်လေချောင်းနာနေတယ်တုံးမဟုတ်ကျမလေချောင်းနာနေတယ်အစီမီမလို့ထင်ပါတယ်โอเคနောက်တစ်ခုသွားမယ် by out there ปวดท้อง by out there လောက်ပဲဆိုလို့ရှိရင်ปวดท้องတကယ်လို့ကျွန်တော်ဘိုက်အောင်တယ်ဆိုလို့ရှိရင် ผมปวดท้อง ผมสุดจะนองปวดท้องสอบไปเอาเนี่ยจะนองไปเอานี่เด้โอเคปะหนูปวดท้องสุดชินตะมีไปเอานี่เด้หนูตะมีปวดท้องไปเอานี่เด้ตะมีไปเอานี่เด้ปอเนาะได้บ่ะโอเคโทนี้ดูเว้ฉันปวดท้องจุไปเอานี่เด้ตรงหูจะมาไปเอานี่เด้ฉันปวดท้องจุไปเอานี่เด้ตรงหูจะมาไปเอานี่เด้ปอเนาะ โอเคအဆင်ပြေမယ်လို့ထင်ပါတယ်ဒါကျမ်းမာရေးကျမ်းမာရေးနဲ့ဆိုင်တဲ့ထိုင်းစကားတွေပါเนาะโอเคအဆင်ပြေတယ်ဆိုလို့ရှိရင် follow မလို့ရတဲ့ရင် follow လုပ်သွားပါကိုယ့်ရဲ့ social media မှာနည်းနည်း share ပေးပါလို့ပြောချင်ပါတယ်เนาะအားလုံးကျင်းနေမလို့ထင်ပါတယ်အားလုံး thank you ပါ